္ဂလာပါခင်ဗျာ MPA သတင်းဌာနကဒီကနေ့ April 30ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့နေပြည်တော်အပအဝင်ငလျင်တင်တင်ဒေတာ6ခုကအစိုးရရုံးတွေကိုမုံလားကုမ္ပဏီတွေကပြန်ဆောက်ပေးရမယ်လို့စစ်ကောင်စီဒုဝန်ကြီးချုပ်ပြောတဲ့သတင်းစေအုပ်စုဘုံကျက်တက်ပြတ်မှုတွေရှက်ရှင်ရက်တန်းမှုနိုင်ငံတကာအစိုးရတွေမဖြစ်မနေလှုံ့ဆော်ဖို့ JFN တောင်းဆိုတဲ့သတင်းငလျင်လှုပ်ပေးဆေးရဲကြော်ကလေးကရန်ကုန်မှာ လူဖမ်းဆီးမှုတွေစစ်ကောင်စီပြန်ဆတင်ခဲ့တဲ့တဲ့အခုနေ့မုတ်တုံဝင်ရောက်မှ၃ရက်လောက်စောနိုင်တယ်ဆိုတဲ့တဲ့တောင်တန်နဲ့ကြောက်ပရောင်းကိုစစ်ကြောင်းထိုးလာတဲ့တက် PDF တိုက်ခတ်မှုကြောင့်၅ဦးသေဆုံးပြီး၄၀ကျော်ဒဏ်ရာရရှိခဲ့တဲ့တဲ့ကက်ရှမီးယားဒေသရဲ့အပန်းဖြစ်နေရာထဝက်ကျော်ကိုအိန္ဒိယကလုံခြုံရေးကြောင်းပိတ်ပင်ထားတဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတဲ့တဲ့ပုတ်အနေနဲ့နေပြည်တော်အပါအဝင်ငလျင်ဒန်တင်ဒေသ၆ခုက အစိုးရရုံးတွေကိုမုံလားကုမ္ပဏီတွေက ပြန်ဆောက်ပေးရမယ်လို့စက်ကောင်စီဒုဝန်ကြီးချုပ်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နာအဖအစိုးရတီးခဲ့တဲ့နေပြည်တော်အပါဝင်ငလျင်တင်တဲ့ဒေတာ6ခုကအစိုးရရုံးအဆောက်အုံတွေကိုမုံလားတီးဆောက်ပေးခဲ့တဲ့ကုမ္ပဏီတွေကပြန်လည်ပြုပြင်တီးဆောက်ပေးရမယ်လို့စက်ကောင်စီဒုဝန်ကြီးချုပ်ဘိုးချုပ်ကြီးမောင်မောင်အေးကပြောပါတယ်။အင်အားပြင်းငလျင်တန်ခံစားခဲ့ရတဲ့နေပြည်တော်စကိုင်းတိုင်းပဲခူးတိုင်းမကွဲတိုင်း မန္တလေးတိုင်းနဲ့ချမ်းပြည်နယ်တွေကအဆောက်အုံတွေပြန်လည်ပြုပြင်နိုင်ဖို့နဲ့အသစ်ပြန်လည်တည်ဆောက်နိုင်ဖို့အတွက်နီလန်းသုံးမျိုးနဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဘုချုပ်ကြီးမောင်မောင်အေးကဆိုပါတယ်။ဝန်ထမ်းအင်ယာတွေပြုပြင်ဖို့အတွက်နေပြည်တော်စီပင်သားရေးကော်မတီနဲ့တပ်ဆိုင်ရာပြည်နယ်နဲ့တိုင်းအစိုးရတွေကတာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီးခမ်းမန်းကုန်ကြငွေကိုအစဉ်အဆက်စစ်ဆေးကအမျိုးသားတပ်ဘောဘဲအန်ဒီရဲ့စီမံခန့်ခွဲရေးကော်မတီခွင့်ပြုချက်နဲ့ပြန်လည်ချပင်မှာဖြစ်တယ်လို့ပြောပါတယ်။စစ်ကောင်စီဘက်ကအဲ့လိုလှုပ်ဆောင်တာဟာ ခရိုနင်စီးပွားရေးလုပ်ငန်းရှင်အတိုင်းဝိုင်းအတွင်းကြရဲရိုက်နေပေမဲ့ပြင်ပောက်ကိုမထွက်ဖို့ထိမ့်ထိမ့်တိမ့်တိမ့်လှုပ်ဆောင်နေကြရလို့သိရပါတယ်။ဒါအပြင်အစိုးရပိုင်းအဆောက်အုံတွေရုံးအဆောက်အုံတွေဝန်ထမ်းအင်အားတွေနဲ့အထူးအဆောက်အုံတွေကိုစစ်ဆေးနိုင်ဖို့အစင်းတစ်စစ်ဆေးအဖွဲ့၁၈ဖွဲ့အစင်းနှင်းစစ်ဆေးအဖွဲ့၁၇ဖွဲ့နဲ့အထူးစစ်ဆေးအဖွဲ့၁၂ဖွဲ့ကိုဖွဲ့စည်းပြီးအနီ လိန်ပေါ်နဲ့အပြာအဖြစ်အဆောက်အုံတွေကိုခွဲခြားတတ်မှတ်မှာဖြစ်တယ်လို့သိရပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့စေအုပ်စုဘုံကျဲတက်ဖြတ်မှုတွေချက်ရှင်ရပ်တန့်မှုနိုင်ငံတကာအစိုးရတွေမဖြစ်မနေလှုံ့ဆော်ဖို့ JFN တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စေအုပ်စုရဲ့ဘုံကျဲတက်ဖြတ်မှုတွေချက်ရှင်ရပ်တန့်အောင်နိုင်ငံတကာအစိုးရတွေအနေနဲ့မဖြစ်မနေလှုံ့ဆော်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။ဖြစ်အပြင်းကလေးကြောင့်အတိတ်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုစစ်ကောင်စီကဆက်လက်ဘုံကျဲတိုက်ခိုက်နေပြီးစေအုပ်စုရဲ့အကြမ်းဖက်တိုက်ခတ်မှုတွေရပ်တန့်မှုနဲ့အပြစ်မဲ့ပြည်သူအသက်တွေကိုကင်းတင်နိုင်ဖို့ တကဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေအရေးတကြီးလိုအပ်နေပြီဖြစ်တယ်လို့ Justice for Myanmar ကပြောပါတယ်။မလျင်ပေးအတွက်အရေးပေါ်အကူအညီကယ်ဆယ်လှုပ်ဆောင်ရမယ့်အစားမြန်မာပြည်သူရာဆေးဥစုရဲ့လေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတန်းခံနေရတယ်လို့ဆိုပါတယ်။စကိုင်းကလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ Mashland 20ရက်ကနေ April 29ရက်နေ့အထိစစ်ကောင်စီတရဲလေကြောင်းနဲ့လက်နက်ကြီးတိုက်ခတ်မှုကြောင့်စုစုပေါင်း403ကြိမ်ရှိပြီးအဲ့ဒီတိုက်ခတ်မှုကြောင့်ပဲအပြင်းပြင်းပြည်သူနဲ့ တော်လင်တက်ဖို့ရင်309ထက်မနည်းတည်ဆုံးခဲ့တယ်လို့ဒဏ်ရသူ630ကျော်ရှဲလို့ DPP သတင်းဌာနရဲ့စစ်တမ်းတွေအရသိရပါတယ်စစ်ကောင်စီကပြည်ခက်ရဲစင်မယ်လို့တရားဝင်ကြေညာပြီးရင်နောက်ဘုံကျေးရှင်တိုင်းကျင်းနေရဟာနိုင်ငံတကာအတိုင်းဝိုင်းကိုစော်ကားနေရဖြစ်ပြီးနိုင်ငံတကာကလည်းအဲ့ဒီအပေါ်မသိရှင်အောင်ဆောင်နေရလို့ JFN ကဆိုပါတယ်တတိယသတင်းတစ်ပုဒ်အနေနဲ့ငလင်းလှုပ်ပြီးဆေးရောက်ကြော်ကလေးကရန်ကုန်မှာ လူဖမ်းဆီးမှုတွေစစ်ကောင်စီပြန်လည်စတင်ခဲ့တဲ့တဲ့ငို့တင်ဆက်ပေးပါမယ်။မလင်ဘေးသင်းကာလာဆေးရကျော်ကလေးကရန်ကုန်မြို့မှာစစ်ကောင်စီတပ်ရဲ့လူအလစ်တုပ်ဖမ်းဆီးမှုတွေပုံမှန်အတိုင်းပြန်လည်အသက်ဝင်ခဲ့တယ်လို့သိရပါတယ်။မလင်လှုပ်ခတ်ပြီးနောက်ဆေးရကျော်အထိရန်ကုန်မြို့မှာစစ်ကောင်စီတပ်ရဲ့လူဖမ်းဆီးမှုနဲ့အစ်စင်စစ်တပ်တွေရော့ချသွားပေမဲ့အဲ့ဒီနောက်ပိုင်းမှာပုံမှန်အတိုင်းလူဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ရန်ကုန်မြို့ရဲ့သတင်းရင်းမြစ်ထံကသိရပါတယ်။ စစ်ကောင်စီတပ်ဟာစစ်မှုန်ထမ်းတင်တဲ့ဖွင့်လင်းဖို့အချိန်နီးကပ်လာတိုင်းလူလိုတဲ့အတွဲရန်ကုန်မြို့ကလူအသွားလာနေတဲ့နေရာမျိုးနဲ့ညဘက်တွေမှာအမျိုးသားတွေကိုဖမ်းဆီးမြဲဖြစ်တယ်လို့သိရပါတယ်စစ်တပ်ဟာရန်ကုန်မြို့ဆင်ရှင်ဘုံမြို့နယ်မှာလူအလစ်တုပ်ဖမ်းဆီးရတွေကိုအတိအကလုံးကြရလို့ဆိုပါတယ်ဧပြီလ20ရက်မှာစစ်ကောင်စီရဲ့စစ်မှုန်ထမ်းအပတ်စဉ်စစ်နစ်ကိုစစ်ကောင်စီတိုင်းစစ်ဌာနချုပ်နေမြေတွေမှာတင်တန်းကြောင်းနဲ့ဖွင့်လင်းခဲ့လို့သိရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အခုနှစ်မုတ်တုံဝင်ရောက်မှု3ရက်လောက်စောနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်အတွင်းမြန်မာနိုင်ငံကအနောက်တောင်မုတ်တုံလေဝင်ရောက်မှု3ရက်လောက်စောနိုင်တယ်လို့မိုးလေဝသစောင့်ကြည့်လည်လာသူဥဝင်နိုင်ကအန်ပီကိုပြောပါရတယ်။မိုးလေဝသနဲ့ဇလဘေယားညွှန်ကြားမှုဦးစီးဌာနရဲ့မိုးရာသီကာလအနောက်တောင်မုတ်တုံလေဝင်ရောက်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်မှာလဲမုတ်တုံလေဟာမေ16ရက်ကနေ20ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသ မေ21ရက်ကနေ25ရက်အတွင်းမြို့ဝကျွန်းပေါ်ဒေသမေ26ရက်ကနေ31ရက်အတွင်းမြန်မာနိုင်ငံအလေပိုင်းဒေသနဲ့ဂျွန်လာတရက်ကနေ9ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကိုဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ပုံမှန်အဖြစ်မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီဒေသကိုအနောက်တောင်မုတ်တုံလေဟာမေလ16ရက်ကနေဝင်ရောက်မှာဖြစ်ပေမဲ့အခုနှစ်မှာတော့3ရက်ခန့်စော်ပြီးဝင်ရောက်နိုင်တယ်လို့ခန့်မှန်းနေကြတာဖြစ်ပါတယ်။အခုရက်ပိုင်းမှာလည်းလေပွေလှိုင်းတွေလေအေးနဲ့လေနွေတွစ်ဆုံမှုတွေကြောင့် မြန်မာနိုင်ငံဒေသအနှံ့မှာအချိန်ခါမဟုတ်မိုးရွာသွန်းမှုတွေလေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်နေတဲ့အပြင်ထိုင်းမြန်မာနေဆက်မြင်းဖြစ်တဲ့မေဆိုင်ချောင်းရီခြံမှုကြောင့်တာရှိလိမ့်မြို့ပေါ်ရက်ွက်တချို့မှာရေကြီးရေခြံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိလေပွဲလိုင်းတွေလေအင်းနဲ့လင်တွေတွစ်ဆုံမှုကြောင့်မိုးရွာသွန်းမှုအပြင်လေပြင်းတိုက်ခတ်တာလျှစ်စီးလက်တာမိုးကြိုးပစ်တာနဲ့မိုးတိမ်တောင်တွေဖြစ်ပေါ်တတ်တယ်လို့မိုးလေဝသစောင့်ကြည့်လေ့လာသူတွေကသတိပေးထားပါတယ်။ဆက်လက်ပြီးတောင်တန်းနဲ့ကြောက်ပဒံကိုစစ်ကြောင်းထိုးလာတဲ့တက် ်ပီဒီအက်တိုက်ခိုက်မှုကြောင့်၅ဦးသေဆုံးပြီးလက်စစ်ကြောဒဏ်ရာရတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တန်နဲ့ကြောက်ပတောင်မြို့နယ်ကိုစစ်ကြောင်ထုံးနေတဲ့တပ်နဲ့နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက်စစ်အုပ်စုဝင်၅ဦးသေဆုံးပြီးအယောက်၄၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့၂ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။ဧပြီလ26ရက်မှာညောင်ဦးမြို့နယ်ငါတရောက်မြို့နယ်ခွဲရေစကန်ကထွက်လာတဲ့အင်အား120ပါစစ်ကြောင်းဟာတောင်တာမြို့နယ်တောပြားနဲ့တံတားကျေးရွာကိုဝင်ရောက်တက်ဆွဲပြီး ဧပြီလ29ရက်မှာတောင်ခမောက်ရွာကိုထပ်မံထွက်လာချိန် PDF တပ်ဖွဲ့တွေကဂျာဖြတ်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ PDF တပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်စစ်ကောင်စီစစ်ကြောင်းဟာတောင်ခမောက်ရွာကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့လို့ဒေသခံတွေကဆိုပါတယ်။အဲဒီနောက်ဧပြီလ28ရက်မှာတော့အဲ့ဒီစစ်ကြောင်းကတောင်ခမောက်ရွာကနေကြောက်ပတောင်မြို့နယ်ထောက်ရှာရွာကိုထွက်လာချိန်မနက်9:00ကနေညနေ4:00အထိ PDF တွေကဂျာဖြတ်တိုက်ခတ်ခဲ့ပါတယ်။ အဲ့ဒီနှစ်ရက်တာတိုက်ပွဲအတွင်းရဲတပ်ကြက်အပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးရဲ့ရုပ်လောင်းတွေတင်စီရမိတယ်လို့ဘရခန်ဘိုးတဦးအပါဝင်53ဦးထံရရှိခဲ့တဲ့အပြင်လက်နက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေလည်းတင်စီနိုင်ခဲ့လို့သိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ကက်ရှမီးယားဒေသရဲ့အပန်းဖြစ်နေရာထဝက်ကျော်ကိုအိန္ဒိယကလုံခြုံရေးကြောင်းပိတ်ပင်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယကထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသရဲ့အပန်းဖြစ်နေရာထဝက်ကျော်ကို ဧပြီလ29ရက်အင်္ဂါနေ့ကစပြီးအစိုးရရဲ့အမိန့်အရယာယီပိတ်ထားတယ်လို့ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။အခုလောက်ရက်ဟာဧပြီလ22ရက်ကခီးသွွားဧည့်သည်တွေတိုက်ခိုက်ခံရမှုအပြီးလုံခြုံရေးတင်းကျပ်ဖို့ဆောင်ရွက်ချက်တရက်လည်းဖြစ်ပါတယ်။အိန္ဒိယအစိုးရကတော့တိုက်ခိုက်သူ3ဦးအနက်2ဦးဟာမွတ်စလင်အများစုနေထိုင်တဲ့ကက်ရှမီးယားတော်လှန်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတဲ့ပါကစ္စတန်ကအကြမ်းဖက်သူတွေဖြစ်တယ်လို့စွပ်စွဲထားပါတယ်။ပါကစ္စတန်အစိုးရကတော့ဒီကိစ္စမှာ မြင့်တိပါဝင်ပတ်သက်မှုမှမရှိတဲ့အကြောင်းညှင်းဆိုခဲ့ပြီးဂျာနီစုံစမ်းစစ်ဆင်မှုတရားပြုလုပ်ဖို့တောင်းဆိုထားပါတယ်။ရိုက်တာသတင်းဌာနရရှိခဲ့တဲ့အစိုးရမှတ်တမ်းအရဂျမူးနဲ့ကက်ရှမီးယားနေမြေအစိုးရကကက်ရှမီးယားမှာရှိတဲ့အပိုင်းဖြစ်နေရာ88ခုအနက်68ခုကိုပိတ်သိမ်းဖို့ဆုံးဖြတ်ခဲ့ပြီးကျန်နေရာတွေမှာလုံခြုံရေးတိုးမြင့်မယ်လို့သိရပါတယ်။အိန္ဒိယအစိုးရအနေနဲ့ပိတ်သိမ်းမဲ့ကာလအတိအကျကိုဖော်ပြခြင်းမရှိသလိုအစိုးရအရာရှိတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူးဟိမဝန်တာရဲ့မြင့်မာတဲ့တောင်ထိပ်တွေရှုခင်းတာယာတဲ့ချက်ဝင်တွေနဲ့မွန်ဂိုခက်400ဥယျာဉ်ကြီးတွေကြောင့်ကြော်ကြတဲ့ကက်ရှမီးယားဟာမကြာသေးမီနှစ်တည်းအတွင်းအကြမ်းဖက်မှုတွေရော့နယ်လာခြင်းကြောင့်အိန္ဒိယရဲ့အထင်ကရခီးသွန်းနေရာတစ်ခုအဖြစ်ထွန်းကားလာခဲ့ပါတယ်ဒါပေမဲ့ပါဟာဂန်မြို့မှာအခုဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြောင့်ခီးသွားတဲ့အကြာစိုးရိမ်ပူပယ်မှုတွေဖြစ်စေခဲ့ပါတယ်အခုတိုက်ခိုက်မှုကြောင့်အနုမြူလက်နက်ပိုင်ဆိုင်ကြတဲ့အိန္ဒိယချင်းနှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်လာပြီးနှစ်နိုင်ငံအကြားအပြန်အလှန်အရေးယူမှုတွေလှုပ်ဆောင်လာကြပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။